ဘာမင်္ဂလာပါမန်ယူနိုက်တက်ကအခုလီဗာပူးရဲ့အန်ဖီကွဲမှာမနိုင်တာ၁၀နှစ်ရှိပေမဲ့ဒါသူတို့အတွက်ပထမအဆုံးချိန်နိုင်ပွဲရရှိထားတယ်။ဇနစ်တာတွေပထမဆုံးချိန်နိုင်ပွဲရရှိတဲ့ဟာရီမကွိုင်းယားကတော့ကိုသမအပါဝင်တူးချင်းကစားမတွေအားလုံးကိုချီချူခဲ့တယ်။ရူဘီအမ်ရွန်ကလည်းသူတို့ဒီနေ့ stay together fight together နဲ့အကောင်းဆုံးကျိုးပန်းခဲ့လို့သူတို့အဖိုးတန်နိုင်ရွယ်ကိုထိုက်တန်ရရှိခဲ့တယ်လို့ဆိုတယ်။မန်ချက်စတာယူနိုက်တက်နီးပြရူဘီအမ်ရွန်တို့က ီလိုမျိုး Premier League မှာ back to back အပွဲဆက်နိုင်ဖို့အတွက်သူစုစုပေါင်း Premier League 35ပွဲထိစောင့်ခဲ့ရတယ်ဆိုတော့အိမ်ခွေးကတော့ဒါ3ပွဲဆက်တိုက်သူတို့နိုင်ပြီးသွားပြီ ဒါပေမဲ့ Premier League မှာ back to back နှစ်ပွဲဆက်မှနိုင်တာကြာပြီ။ဒါ Ruben Amorim တို့ကဒါပထမအဆုံးအချိန်နိုင်ပွဲရရှိတယ်။ Anfield မှာသူတို့စတက်ရုံးကန်ရပေမဲ့ Ruben Amorim ကမနစ်ကလည်း Anfield မှာနှစ်ကိုးစီတည်ကစားခဲ့ပြီးဒီနေ့ရာသီမှာလည်း Anfield မှာထပ်ပြီးအနိုင်ယူခဲ့တယ်။ So Ruben Amorim ကသူ့ရဲ့ပထမရာသီမှာ Etihad ကွယ်မှာ Man City ကိုနိုင်ပြီးတော့အခုဒုတိယရာသီမှာ Anfield မှာတပွဲတည်တပွဲနိုင်ထားပြီး35ပွဲအပြီးမှာတော့ဒုတိယမြောက်နိုင်ပွဲကို Anfield မှာရယူခဲ့တာပါ။